လာအားလုံးနေတယ်ကိုရဲ့ညောင်းလေးပြောပါရစေ။ဒါကဒီမှရင်သားနေပြီးတော့အဲဒါပြင်းပါလဲဆိုလိုက်ပြောပေးအောင်သား။ဩပြောပေးမှာပေါ့။အခုဇန်လေးတို့ဆိုရင်အဲကိုရဲ့မြောက်ဖြစ်သွားပြီ။ကိုရဲ့မြောက်ကဖြစ်သွားပြီဖြစ်တဲ့အတွက်မနေ့ကကြီးဆိုရင်ဇန်လေးတို့ကလူပါ၁၅၀၀ကိုကျွေးမွေးပေးကျွေးမွေးပြီးွားပါလို့ရှိ။အခုဒီမနေ့ကနေစပြီးကျွေးမယ်ဆိုရင်လူပေါင်း၁၆၀၀ကျွေးဖို့ပြင်ဆင်နေပါတယ်။အဲ့တော့ဒီမနေ့ခင်းမှာဇန်လေးတို့ဘာကျွေးမလဲဆိုတာကိုလိုက်ပြပေးမယ်။ဇန်လေးနဲ့သူလိုက်ချက်ပေးနော်။ ဒီမှာပါဒါနေ့လယ်7:00နာရီပေါ့နော်နေ့လယ်7:00နာရီကျွေးဖို့အဲချင်းမောင်နဲ့ပြီးမြင့်နဲ့ပေါ့နော်ချင်းမောင်နဲ့မြင့်နဲ့ရုံးပရိသီးနဲ့ပေါ့နော်ကျွေးမယ်ပြီးသွားပြီဆိုရင်ဘာလချောင်းကျော်ပေါ့ဘာလချောင်းကျော်ပါနှမျိုးသုံးမျိုးဆက်ဘာလချောင်းကျော်ပါကျွေးပါပါအဲ့တော့ဒီမှာနေ့လယ်7:00နာရီတို့အားလုံးကမနေ့စောဤထပြီးတော့နော်ငလင်းသိပြည်သူများတို့အားလုံးပြင်ဆင်ပြီးတော့ပါပြီခဲ့ချင်းမောင်ချက်ကတော့အားလုံးရပါပြီဒီမျိုးပွေးနေတာပဲမြင့်ချေလေးနဲ့ဆိုတော့မြင့်ကလည်းအများကြီးပဲ နော်ညစ်ကလည်းအများကြီးပဲနေ့လည်7နာရီကြာရင်ရှယ်ကျွေးမှာနော်ရှယ်ကျွေးမှာနော်ဇန်လေးတို့အခုလို့လူတန်းရတာလည်းပေါ့နော်ဇန်လေးတို့လူတွေချစ်တဲ့ဒူးနိုင်ရဲ့နာကိုချစ်ခင်အားပေးတယ်ချစ်ကကကြီးတွေရဲ့အလှူဒါနလည်းဖြစ်ပါတယ်ရှင်အဲ့တော့ဇန်လေးတို့လူတွေချစ်တဲ့ဒူးနိုင်ရဲ့နာမန်လေးဆိုင်ွယ်ကြီးမှာဆိုရင်84 33 32လမ်းကြာနော်ဇန်လေးတို့နေ့လည်7နာရီမှာပေါ့နော်ချင်းမောင်ကြီးရဲ့မြင့်ချင်ရဲ့ပါလက်ချန်ကျော်ရဲ့ကျွေးမွေးဝါမှာဖြစ်တဲ့အတွက်လာရောက်သုံးဆောင်ဖို့ဇန်လေးတို့ဖိတ်ခေါ်ပါရရှင်။